လူဖြစ်ကြုံနဲ့အောင်ခန်းစားစေတဲ့နိုင်ငံများပြည်သူများလုံးမင်္ဂလာပါရှင်တင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကမ္ဘာပေါ်မှာနိုင်ငံပေါင်း100ကျော်ရှိတာကတော့မှန်ပါတယ်။ဒါပေမဲ့နိုင်ငံတိုင်းကတော့လူသားတွေအတွက်အဆင်ပြေစေတာမဟုတ်ပါဘူး။ စီးပွားရေးလူမှုရေးနဲ့နေထိုင်မှုအဆင့်တန်းတွေဟာလက်လန်းမမီလောက်အောင်ခေရှိပြေးလုံးတဲ့နိုင်ငံတွေလည်းရှိသလိုအဆက်ဆက်အရရနောက်ကျနေတဲ့နိုင်ငံတွေလည်းများစွာရှိနေရဖြစ်ပါတယ်။အခုဗီဒီယိုမှာဖော်ပြမယ့်နိုင်ငံတွေကတော့နိုင်ငံသားတိုင်းဟာလူတန်းစီနေနိုင်စားနိုင်တဲ့ပိုင်ဆိုင်မှုတွေရှိကြပြီးတော့လူဖြစ်ကြုံနဲ့အောင်ခံစားစေရမယ့်နိုင်ငံတွေပဲဖြစ်ပါတယ်။လူဇင်ဘတ် ဥရောပရဲ့ဂုဏ်သတင်းပိတ်နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီးတော့ဘယ်ဂျီယံ၊ဂျာမနီနဲ့ပြင်သစ်နိုင်ငံတွေနဲ့အိမ်နီးချင်းဖြစ်တဲ့လူဇင်ဘောက်နိုင်ငံလေးကတော့ကမ္ဘာအချမ်းသာဆုံးနိုင်ငံငယ်လေးပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတွေကိုပြောပါဆိုရင်လူအများစုကအမေရိကန်နဲ့အတူပိုင်းနိုင်ငံတွေကိုသာပြေးမြင့်မိတတ်ကြပါတယ်။ဒါပေမဲ့လူဇင်ဘောက်နိုင်ငံကိုတော့လူသိနေကြပါတယ် နိုင်ငံရဲ့အဓိကစီးပွားရေးကဘန်နဲ့စတီးတန်တွေထုတ်လုပ်တဲ့လုပ်ငန်းတွေဖြစ်ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုအဓိကတင်ပို့လုပ်ကိုင်နေကြတာဖြစ်ပါတယ်။နိုင်ငံရဲ့လူဦးရေတိုင်းကမီလီယံအများစုသာဖြစ်ပြီးတော့ချမ်းသာကြွယ်ဝမှုတွေကိုပိုင်ဆိုင်ပြီးသားဖြစ်ပါတယ်။ဘီလီယံနာရီမှသာတထည်စီးရင်ဝင်တယ်လို့သတ်မှတ်ထားတဲ့လူဇင်ဘောနိုင်ငံကတော့တင်လို့အနာဂတ်တထည်လောင်းတွေအတွက်အသင်းဆောင်နေမှာအမှန်ပါပဲ။အိုက်စ်လန်နေမဝင်တဲ့နိုင်ငံအဖြစ်နာမည်ကြီးတဲ့အိုက်စ်လန်နိုင်ငံကတော့ထူးခြားတဲ့သဘာဝတွေနဲ့တိတ်ကိုနေလို့ကောင်းတဲ့နိုင်ငံပဲဖြစ်ပါတယ်။ နိုင်ငံကြီးသားပြည်သားတဲ့လူတွေရဲ့အကျင့်စာရိတ္တကောင်းမွန်မှုကြောင့်တကိုးကျပိုးရန်ကနေနေလွန်တာဖြစ်ပါတယ်။အိုက်စလန်နိုင်ငံကငြိမ်းချမ်းမှုကိုအစွဲပြုတဲ့အတွက်စစ်တပ်မရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။တနေ့သား24နာရီလုံးလုံးနေမဝင်တဲ့နိုင်ငံဖြစ်တဲ့အတွက်နေမင်းစစ်သူတွေသွားကိုသွားတဲ့နိုင်ငံပဲဖြစ်ပြီးကမ္ဘာပေါ်မှာချင်းမရှိတဲ့တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။နယူးဇီလန် ။ပုံမြင်နေတဲ့တဘာဝတောတောင်တွေပြည်နယ်တွေရဲ့နယူးဇီလန်နိုင်ငံကတော့တဘာဝနဲ့အနီးစပ်ဆုံးခံစားစေရမယ့်နိုင်ငံပဲဖြစ်ပါတယ်။ဘယ်နီယာကဝဲကြီးကြီးအေဂျင့်နဲ့စိန်စန်းတွေနဲ့တောတောင်တွေကိုမျက်စိမလွယ်အမြဲတွေ့နေရမှာပါ။အစင်းမြင့်တဲ့လူနေမှုစနစ်နဲ့ကောင်းမွန်တဲ့အစိုးရတို့ရဲ့ထောက်ပံ့မှုကြောင့်တဘာဝနဲ့လူနေမှုမျှတပြီးတော့ကမ္ဘာအကျန်းမာဆုံးနိုင်ငံသားတွေဖြစ်သတ်မှတ်ခံထားရပါတယ်။ဆွစ်ဇလန်ဆွစ်ဇလန်မြန်မာစားခြင်းနဲ့ဆိုတဲ့လူတွေအတွက်ကမ္ဘာအစိမ်းဆုံးစကြက်ကြီးတွေလို့တောင်တင်စားလို့ရတဲ့မျက်ခင်းစိမ်းတွေပြည်နေရင်ဆွစ်ဇလန် ုင်ငံကတော့ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။နိုင်ငံသားတွေရဲ့လွတ်လပ်မှုကိုအဓိကအလေးထားပြီးအလုပ်ချိန်နဲ့အားလက်ချိန်ကိုတိကျခွဲပြီးရဲ့အဆိုအရကြောင့်အချိန်ပုံလုံးဝမစင်ရတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ပြီးရသူတိုင်းအတွက်ထောက်ပံ့ခြေအနေနဲ့လစဉ်ဒေါ်လာ2000ကအမြဲဝင်နေမှာဖြစ်ပါတယ်။ညနေ၄နာရီဆိုရင်တနင်္ဂနွေရက်ရုံစင်းချိန်ဖြစ်ပြီးတော့တပတ်မှ၄ရက်သာအလုပ်လုပ်ရတဲ့နိုင်ငံဖြစ်ပါတယ်။စီးပွားရေးနဲ့လူနေမှုအဆင့်တန်းတွေသာမကလူတွေရဲ့လွတ်လပ်ခွင့်ကိုတန်ဖိုးထားတယ်။ကမ္ဘာမှာနေသင့်တဲ့အကောင်းဆုံးနိုင်ငံချို့ကိုတင်ဆက်ပေးခဲ့ရဖြစ်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးနော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။